အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အော်တိုဘာလ4ရက်နေ့ဖြစ်ပါတယ်နော်ကျွန်တော်တို့ဗမာလူမျိုးတွေကဘလောက်ထိအသိဉာဏ်တုံးသွားလဲဆိုကိုကိုကိုခွေးမွေးပြီးတော့ကိုလူမျိုးချင်းချင်းတတ်ခိုင်းတာကိုမသိနိုင်တော့အောင်ပဲအသိဉာဏ်ကြီးတုံးသွားကြတယ်ကျုပ်တို့ဗမာလူမျိုးကတမိုင်းစင်လာကြီးမားတယ်ကျုပ်တို့ဘလောက်ထိတမိုင်းစင်လာကြီးမားခဲ့လဲလို့မေးလို့ရှိရင်လူမျိုးတစ်မျိုးလို့ပြောဖို့အတွက်ကမြို့ပြနိုင်ငံတွေတီထောင်ပြီးနေနိုင်တဲ့အဆင့်တန်းရှိရတယ်နော် ကျုပ်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေဟာတိုင်းနိုင်ငံတည်ထောင်ပြီးနေလာခဲ့တာနှစ်ပေါင်း3000လောက်ရှိပြီကျုပ်တို့မှာဂီတရှိတယ်စာပေရှိတယ်အနုပညာတွေရှိတယ်ကဗျာတွေရှိတယ်ယတတွေရှိတယ်ကျုပ်တို့မှာလူမျိုးတစ်မျိုးလို့သတ်မှတ်တော့တဲ့အရာတွေအားလုံးရှိကျုပ်တို့မှာမြင့်မြတ်တဲ့ဘာသာတရားကိုကိုးကွယ်ထားတာသည်ခရိယန်ကယေရှုမမွေးခင်အစ္စလာမ်က မုဟာမက်မမွေးခင်တည်းကကျုပ်တို့ဗုဒ္ဓဘာသာကိုကိုးကွယ်နေတာအဲ့လောက်ကြီးကျုပ်တို့တမိုင်းစင်လာကြီးမာတယ်ဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကအဲ့လောက်ကြီးတမိုင်းစင်လာကြီးမာတယ်ခရိယန်ဘာသာအစ္စလမ်ဘာသာမပေါ်ခင်တည်းကကျုပ်တို့ဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာတသွေးတဲ့တသားတဲ့ထင်နေတာကျုပ်တို့ရဲ့တမိုင်းကြောင့်အရှိအီးမာလဲကျုပ်တို့ဟာတကယ်ကိုဂုံအစင်တန်းနဲ့မိမိမမထက်တယ်ဝါဝါနေခဲ့ကြတယ်ကဘာပေါ်မှာဘာသာတရားတွေကိုးကွယ်လာပြီးဘာသာတရားတွေကိုအလေးအမြတ်ပြုတဲ့နေရာမှာဗုဒ္ဓဘာသာကိုဘယ်သူမှမမီခဲ့ဘူး အာဖဂန်နစ္စတန်ကကြောက်တောင်ကြီးကိုဗုဒ္ဓဆင်းလူတော်ကြီးထွန်းခဲ့တာအဲ့ဒါဗုဒ္ဓဘာသာကြီးရဲ့နှလုံးသားကြီးသူတို့ကိုးကွယ်ရာကိုဘလောက်ထိအမြင့်မြတ်ထားတယ်ကိုးကွယ်ရာပုံကိုကြီးကိုဘလောက်မြင့်မြင့်မြတ်မြတ်ထားတယ်ဆိုတော့ရင်ကျင်းမှုပြရုပ်တစ်ခုဖြစ်တယ်ဘသူတွေဖြစ်ရှိခဲ့တာလဲဘသူတွေမနာလို့မရှုစိတ်ဖြစ်တာလဲဘုရားတို့မြင်အောင်ကြည့်သွားဟုတ်ပြီလားကျုပ်တို့ရဲ့တမိုင်းစင်လာကြီးမှမှုတွေကျုပ်တို့ရဲ့ဂုံကြီးမြတ်မှုတွေကိုကျုပ်တို့ကိုကျုပ်သေးသိမ့်အောင်လို့သူတို့ကဂုံတိုက်တာ ဇေဒီပရိုးတွေဆိုတာဖခင်ကတဲခိုင်းလို့လားဖခင်အဲ့လိုတဲတော့ပတ်စံနေကုံတာပေါ့မြတ်စွာဘုရားပရိနိဗ္ဗာန်မဆိုင်ငယ်နဲ့ဘာကြီးကဓာရုဇီယဆိုတဲ့ပြင်ချက်ကြီးနဲ့နေတဲ့ပုဂ္ဂိုလ်ကိုတရားဟောလို့ရဟန္တာဖြစ်တယ်နွားခွေလို့သိတယ်သိတဲ့အချိန်မှာမြတ်စွာဘုရားကဘာကြီးကဓာရုဇီယကိုမိတကြုံပြီးတော့ဇေဒီတဲထားတဲ့ဒီဇေဒီကိုလူတွေကအလေးမြတ်ပြုကြည်ညိုတဲ့အခါမှာကိုယ်တော်တွေရကြမယ်တဲ့မြတ်စွာဘုရားကိုယ်တိုင်ခိုင်းထားတဲ့အလုပ်ကြီးဇေဒီတဲတယ်ဆိုတာ မြတ်စွာဘုရားပြိဋိဘံမဆက်ငင်နဲ့ခိုင်းတာလေနော်ရွှေချောင်းကြီးတွေစောက်လို့ဘုရားကိုရွှေမလူကောင်းမှုရွှေတွေလူတာအလကားပဲဘာဖြစ်တယ်ညာဖြစ်တယ်နေပြောတယ်သူတို့ကရည်တာပေါ့နော်တကယ်ဘာသာတရားကိုအယိုသေးမြင့်မြတ်စွာတန်ဖိုးထားတဲ့လူမျိုးတွေကယန္တနာကိုတန်ဖိုးမထားဘူးယန္တနာထက်မြတ်လို့ယန္တနာသုံးပါးလို့ခေါ်တာလူတွေတန်ဖိုးထားတဲ့ယန္တနာထက်မြင့်မြတ်လို့ယန္တနာသုံးပါးလို့ခေါ်တာအဲ့ဒီယန္တနာတွေက ယန္တနာ၃ပါးရဲ့ခြေနင်းအောက်မှာပဲရှိရမယ်အဲ့ဒါဗုဒ္ဓဘာသာကြီးရဲ့နှလုံးသားပဲဟုတ်လားခမားတို့ယန္တနာတွေကိုဟိုဟိုလူကိုပေးလိုက်ပါလူတွေကိုဝင်နှင်းဖြစ်လိုက်ပါယန္တနာဆိုတာလောကလူတွေမုံမုံမြက်မြက်ထားတဲ့ယန္တနာအားလုံးဒီယန္တနာ၃ပါးရဲ့ခြေတော်အောက်မှာပဲနေရမယ်ယန္တနာ၃ပါးတည်းမမြင့်မြတ်ဘူးဇေတဝန်အကြောင်းကြီးကိုဆောက်လုပ်ဖို့အတွက် အနာတဘိန်တထေးကြီးကဇေတမင်းသားရှီယာနေပြီးမြေဝယ်တဲ့ခါမှာ ရွှေတင်းကတွေအပြည့်ခင်းပြီးဝယ်တာဖျားအပေါ်မှာယန္တနာဘလောက်ထိုက်လဲမထိုက်လဲဆိုတာအဲ့လိုခြေနင်းပေါ်မှာရွှေတွေအပြည့်ခင်းပြီးရွှေတင်းကတွေအပြည့်ခင်းတာရွှေချောင်းကြီးဆောက်ပြီးလူနန်းခဲ့တာမြတ်စွာဘုရားကလက်ခံတယ်မြတ်စွာဘုရားကအလမ်းအနာမရှိဘူးစားကင်လို့ရတယ်အဲ့ဒီယတနာတွေကမြတ်စွာဘုရားအတွက်ဘာကိလေသာမှမဖြစ်ဘူး အလှူရှင်တွေရဲ့တရားတရားကယတနာလူတွေမုံမုံမြက်မြက်ထားတဲ့လောကီယတနာတွေဒီယတနာ၃မိုက်၆ရောက်အောင်မှာပဲရှိရမယ်ဆိုတော့ဗုဒ္ဓဘာသာတွေနှလုံးသားဖြစ်တယ်။ယနေ့မစိုးရင်ចောင်းကြီးမှာမစိုးရင်ចောင်းကြီးရဲ့အလယ်မှာယတနာတွေကိုအဲ့ဒီလိုထာပနာထားဆိုကျုပ်ကဝမ်းတာလား။လောကမှာမုံနဲ့မြက်တယ်ဆိုတဲ့ယတနာတွေအားလုံးကကျုပ်တို့ယတနာ၃မိုက်၆ရောက်အောင်မှာပဲရှိရမယ်။နားလေလား ်ခင်ဗျားတို့မုံမြက်တယ်ဆိုတဲ့အရာတွေအကုန်လုံးကကျုပ်တို့ရန်နာ၃ဘိုင်း၆အောက်မှာပဲရှိရမယ်လူတွေတိတ်မုံမြက်ချင်နေတာတိတ်ပြီးတံမိုးထားနေတယ်လေးထားနေတဲ့အရာတွေကကျုပ်တို့ရန်နာ၃ဘိုင်းတော့မမြက်ဘူးအဲ့ဒီတော့မနဲ့မိုးလင်းနဲ့မှကိုကျော်ကြီးကသစ္စာစကားတစ်ခုဆိုတာရှိလောကနိုင်လူတို့နှစ်သက်အပ်သောမြန်တို့အပ်သောယတနာအလုံးစုံတို့သည်ရှိဖျားယန္နာတရားဟုယန္နာတန်ခါယန္နာဟုသောယန္နာမြတ်သုံးပါးတည်းရည်မြတ်သောယတနာဟုသည်ဒီလောကမှာမရှိဘူး ဤမှန်သောတစ္ဆာစကားကြောင့်တရားဝီကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကိုစင်ရင်ကင်းပါသည်စိတ်စင်ရင်ချင်းကင်းပါသည်ဘေးဥပ္ပအန္တရာယ်တွေကင်းပါသည်ဒုက္ခခတ်သိငြိမ်းပါသည်စင်ရဲခတ်သိငြိမ်းပါသည်အမြဲတမ်းမြတ်တာပို့ရင်ရသောဟယသည်ဘောဓိပင်ပလင်ထက်မှာတပင်းဥဒဉဏ်ကိုရသည့်အချိန်မှစ၍အင်းငင်းဥယျာဉ်၌ပြိဋိနိဗ္ဗာန်ဆန်းသည့်အဆုံးဂျာကာလနှင့်ဟောခဲ့သောတရားတော်သည်ဟောတဲ့အတိုင်းမှန်နေမဖောက်ပြန်မှမပြန်မှန်နေဤမှန်သောတစ္ဆာစကားကြောင့်တရားဝါဒီကျမ်းမာကြပါသည်ချမ်းသာကြပါသည် ကိုစင်းရခြင်းကင်းပါသည်စိတ်စင်းရခြင်းကင်းပါသည်ဘေးဥပအန္တရာယ်ကင်းပါသည် မနဲ့မိုးလင်းနဲ့ညာအိယာဝင်ကိုကျော်ကြီးတစ္ဆာဆိုတဲ့မေတ္တာပို့တယ်အဲ့တော့ငါတို့ဗမာလူမျိုးဗုဒ္ဓဘာသာမြင့်မြတ်တယ်ရဲရင်တယ်လောကမှာမြင့်မြတ်တယ်ဆိုတဲ့အရာတွေဟာငါတို့ယန္တနာသုံးပါးရဲ့ခြေောက်အောက်မှာပဲရှိရမယ်အဲ့ဒါငါတို့ဗမာလူမျိုးရဲ့ဂုံတိတ်ကငါတို့ဗမာလူမျိုးရဲ့နှလုံးသားထဲမှာအလိုလိုစိစစ်နေတာအလိုလိုစိစစ်နေတာ ခွဲထုတ်လို့မရဘူး။ဒါ리고မင်းတို့ကိုပြက်စီးသွားအောင်လို့အခုတရောက်လျှောက်လုံးဗုဒ္ဓဘာသာရဲ့ပွဲလန်းတပင်မှန်သမျှဗုဒ္ဓဘာသာအခင်းကျင်းမှန်သမျှဘာသာရေးအခမ်းအမှန်သမျှကိုပလိမ့်နေတောက်လျှောက်ဝိုင်းပလိမ့်နေဘာတစ်ခုမှမလုပ်ရအောင်ဝိုင်းပလိမ့်နေအစ္စလာမ်ဘာသာတွေခရစ်ယာန်ဘာသာတွေပွဲလုပ်ပြီးဟဲ့ဆိုရင်ချီးမွမ်းကန်ညီဖွင့်ကြတယ်ခင်ဗျားတို့မြင်လားတစ်လျှောက်လုံးတစ်လျှောက်လုံးလုပ်ခဲ့ရတဲ့ကိစ္စတွေ ဗုဒ္ဓဘာသာနဲ့ဗမာလူမျိုးပဲသွေးခွဲပြီးစော်ကားသွားတာဗမာလူမျိုးတွေကိုတယောက်နဲ့တယောက်မြင်မှန်တိတ်ဆက်နှိပ်ဆက်ပြီးတော့တပ်ဖြတ်ဖို့အတွက်လုပ်ခဲ့ရဗုဒ္ဓဘာသာနဲ့ဘာသာရေးနဲ့နိုင်ငံရေးကိုခွဲခြားပြီးပြောပါပူပီမပြောပါနဲ့တခြားစီပဲလို့ပြောခဲ့တဲ့ကောင်တွေကခင်ဗျားတို့ခေါင်းမရင်တက်ကျင်သွားတာယနေ့ထွန်းကကမ္ဘာအစီအမင်းပေါ်မှာစကားပြောတယ်သူတို့နိုင်ငံကဖျားသခင်ရဲ့ ကောင်းကြီးမင်္ဂလာပေးထားတဲ့နိုင်ငံတို့အများန်းပြောလို့ရှိတယ်။ဘာသာကြီးနဲ့နိုင်ငံကြီးနဲ့တွဲလာမတွဲလား။အစ္စလမ်ဘာသာတွေဆိုပြောမနေနဲ့တော့အလားအလွဲလို့ရှိရင်ဘာမှမရှိဘူးလေ။သူတို့တော့မကြည့်ကြမမြင်ရဖို့ဒီပြောတာ။ဘာသာကြီးနဲ့နိုင်ငံကြီးနဲ့တကဘာလုံးမှတွဲထားတာ။ခင်ဗျားတို့ဗုဒ္ဓဘာသာတွေကိုပဲဘာသာကြီးနဲ့နိုင်ငံကြီးနဲ့မတွဲနဲ့ဆိုတော့ဘာဖြစ်လို့ခေါင်းမရင်းတက်ကျင်ကလေးဆိုတော့ခင်ဗျားတို့ဗုဒ္ဓဘာသာတွေဗုဒ္ဓဘာသာကိုမကြည်ညိုရတဲ့တနေ့ခင်ဗျားတို့ယုံညံ့တဲ့အလုပ်ကုန်လုပ်မှာဗုဒ္ဓဘာသာကယုံညံ့တဲ့အလုပ်မလုပ်နိုင်ဘူး ယနေ့ခမားတို့ကိုလူမျိုးကိုတိုင်းပြည်ပေါ်မှာယုံညံ့တဲ့အလုပ်တွေလုပ်သွားတာဒီဘာသာရေးနဲ့နိုင်ငံရေးကိုမခွဲပြီးမြင်ခွဲပြီးမြင်ဆိုတဲ့ခေါင်းမရင်းအကျင့်ခံရလို့ဖြစ်တာနားလည်လားခမားတို့အဲ့တော့ခမားတို့လူမျိုးတွေခမားတို့တိုင်းပြည်တွေခမားတို့ဘာသာကိုခမားတို့မျက်နှာကောင်းမယ်နားလည်ကြတော့နားမလဲရင်ခမားတို့ကိုတိုင်းပြည်ခမားတို့မြေပိုင်မရှိတဲ့ဒီမျိုးကန်နေခွေးဝဲသားလူမျိုးတွေဟိုနိုင်ငံကန်ထုတ်လိုက်ဒီနိုင်ငံကန်ထုတ်လိုက်ဘယ်နိုင်ငံမှလက်မခံတော့တဲ့ 干那个么些的亏苗的，看哪路便宜，看哪路过种苗过，阿里路加价便宜，看哪路亏苗便宜，好不啦？<noise>